မြန်မာကျောင်းသားတွေအင်္ဂလိပ်စာသုံးရမှာအများဆုံးလုပ်တဲ့အမားတွေကဘာတွေဖြစ်မလဲ။အများဆုံးအမားကတော့ use usage မမှန်တာပေါ့။မဂရမာဘူး။မြန်မာတော့မြန်မာယူမာကဂရမာဥစားပေးတယ်။ဂရမာဥစားပေးတဲ့ခါကျတော့ဂရမာနဲ့ usage နဲ့တွဲတွေ့တဲ့ခါကျတော့မ usage ကိုကတော့အမယ်လေ။ usage ကသူအတုံးမှန်တော့မှာဥပမာဆိုလို့ရှိရင်မဲနမူနာကောင်းပြရမယ်ပြရမယ်ဆိုလို့ show so you must show the good good example you must show the good example ဆိုတော့ grammar နဲ့မှန်တယ်ဒါပေမဲ့ usage ကြတော့မှားတယ် show နဲ့ example နဲ့မတွေ့ရဘူးဆက်နဲ့တွေ့ရတယ် acid set you must set the good example အဲ့အတုံးတုံးအဲ့ဒါတွေကြောင်းသားတွေပြဿနာဖြစ်တာပါပဲအဲ့တော့ဆရာမှန်ပြောနိုင်ဖို့လိုတာပေါ့ဆရာမှန်ပြောနိုင်ရင်ကြောင်းသားလည်းအတူရမှာပေါ့အဲ့ဒါပဲအင်္ဂလိပ်စကားပြောရမှာရောယုံကြည်မှုအဖြစ်လို့တည်ဆောက်နိုင်တယ်ယုံကြည်မှုကတော့များများပဲများများလေ့ကျင့်တယ် များလေးကျင်မယ်။များများလေးကျင်မယ်။ဟုတ်ကဲ့။အဲ့တော့ဒီအခုကြာအင်္ဂလိပ်စာရေးဖွဲ့မှုတိုးတက်အောင်ရောကြာဘယ်လိုအကြံပေးမလဲ။ရေးဖွဲ့တိုးတက်အောင်တော့ဒီကုနာရေးတာလဲပြောတာတော့ရေးတာတော့အဘိုးတရားတူတူပဲ။မြင်တော့ရေးကြားတော့ရေးတွေးပြီးရေး ဲ့တော့မြင်တော် ရေးတယ်ဆိုတော့ visual aid ပေါ့ပရောင်းဆို picture တွေပဲကြည့်ပြီးတော့ဆိုရေးလို့လို့နောက် story နဲ့နားထောင်ပြီးတော့ရေးဒါနားထောင်မြင်တော်ရေးကြားတော်ရေးနောက်က essay အမြင့်စားတွေဖတ်ပေါ့အတွေးခေါ်ပါတဲ့ essay တွေဖတ်ဖတ်ပြီးတော့ပထမတော့ကိုရေးရမှာပေါ့နောက်ကြတော့ကိုပဲ essay တွေရေးရမှာပေါ့အတွေးကိုရေးရမှာပေါ့အဲ့တော့မြင်တော်ရေးကြားတော်ရေးတွေးပြီးရေးစကားပြောတာလည်းဒီတိုင်းပဲမြင်တော်ပြောကြားတော်ပြောတွေးပြီးပြောအဲ့တော့ဆက်မြင်လာပဲကြတော့တွေးပြီးပြောရတော့ပေါ့နော် ပဲအဲ့ဒါကြဒီအင်းလေးစာအုပ်ဖတ်ခြင်းဟာဒီကျောင်းသားတွေအတွက်ဘယ်လိုတော့မှအထောက်အကူဖြစ်နိုင်မှာအခုဘက်ဆုံးမယ်ကျက်ကျဲဦးသိမ်းမောင်ပြောတယ်ဘာဘာကြီးဇာကြီးဆရာထင်လင်းဘာဦးသိမ်းမောင်ပြောတာစာဖတ်စာဖတ်ခြင်းတော့ reading ဟာတဲ့ယထာကောင်းတွဲင်းနဲ့တူတယ်တဲ့သူကဆွဲသွမ်းရင်တွဲရအလုံးပါတယ်တဲ့ကျန်တဲ့အရေးချင်းတွေ skill တွေက reading ကနေဆွဲသွမ်းရင်အခုပါတယ်လို့ပြောချင်တာပေါ့ကွာဟုတ်အဲ့ကြောင့်မလို့ reading ကပြမပင်မပါပဲဒီယနေ့ခင်မာရောဒီ grammar ဟာအဲ့ဒါလေးလေးအရေးကြီးရလို့ကြားနေနေရုံရှိပါသလား ဂရမအထိုက်လျောက်ရေးကြည့်ပါလေဒီဂရမကြီးပဲကိုသွားပြီးတော့ဦးစားပေးလို့လည်းမရဘူးအဓိက usage ပဲခုနဆရာပြောလို့ပေါ့ usage အဲ့တော့စာမျက်မျက်ဖတ်ပေါ့ဖတ်တဲ့ကကျတော့အသုံးအမှန်တွေတွေ့မှာပေါ့အသုံးအမှန်တွေတွေ့တော့အဲ့ဒါကိုသတိထားပေါ့ဟိုငါတို့ဗမာရာဆိုရင်ငါဒီလိုပြောမိမှာအင်္ဂလိပ်စာမှာဆိုရင်ဒီလိုပြောတယ်အဲ့အဲ့လိုမျိုးလေးတွေပေါ့ကွာ အဲ့ဒါဥပမာပြောမယ်ဆိုရင်ဟိုအင်္ဂလိပ်ရုပ်ရှင်ကသဘောတဘာပါမင်းခရမဆင်လို့မရဘူးဒီဟောင်ကောင်ကရုပ်ရှင်ကတကားတရုတ်ကတကားမှာတွေ့တယ်တိုင်းဆရာတယောက်က challenge လုပ်တာနော် what do you think of me မင်းငါ့ကိုဘာကောင်ထင်လဲ what do you think of me လို့ပြောရတယ်တကယ်တမ်းက what do you take me for ဟောမင်းငါ့ကိုဘာဘာထင်လဲမင်းဘာငါ့ဘာကောင်အောင်မင်း what do you take me for အဲ့တိတ်ဖို့နဲ့သုံးရမယ်ဒါပေမဲ့ဟိုမှာသုံးရတာ what do you think what i am ငါဘာကောင်းအမှန်နဲ့မင်းအဲ့လိုသူပြောမိတယ်အဲ့အသုံးတော့မှားတယ်ပေါ့အဲ့ဒါ grammar အနေနဲ့တော့မှန်တယ်အင်္ဂလိပ်စာအားနည်းနေတဲ့အကြောင်းသားတွေကိုအားပေးဖို့ပြဘလို့တိုက်တွန်းကြမှာတယ်ဆရာဘလို့လုပ်တယ်လဲဆရာစာမျက်မျက်ဖတ်ပဲစာမျက်မျက်ဖတ်နောက်ဖြစ်နေတဲ့မြတ်ကိုသူငယ်ချင်းအချင်းချင်းလဲအင်္ဂလိပ်လို့ပြောဒါဆိုရင်ဂျန်တဲ့ဘိုင်းနဲ့တိုးတက်ဖို့ ်ကြည့်ပါတယ်ဟုတ်ကဲ့ပါဒါသုံးမိန့်ခွန်းအနေနဲ့ဒါအင်္ဂလိပ်စာသင်ယူဖို့တင့်တော်တဲ့သင်ခန်းစာပတ်ဝန်းကျင်ကဘယ်လိုဖြစ်တယ်လဲသင်ခန်းစာပတ်ဝန်းကျင်ကတော့ဒီ full scale လို့ရနိုင်နေနေရအကောင်းဆုံးပဲလေ listening or speaking or reading or writing or အကောင်းရနိုင်နေပတ်ဝန်းကျင်ကဒါအများဆုံးတိုးတက်မှာပဲလေဟုတ်ကဲ့ပါကျမ်းမှာချမ်းသာပါစေ